ခဲ့တဲ့စနေနေ့ညတော့ငါထိုင်းလီပွဲစဉ်တွေပဲဖြစ်တဲ့ချင်းရွန်ယူနိုက်တက်အတင်းနဲ့ကန်ရှနာပိုရီပါဝါတင်းတွေပွဲစဉ်ကိုကျွန်တော်အနေနဲ့တော်တော်ကြည့်ရှုပြခဲ့ပါတယ် ချင်းရောင်ယူနိုက်တက်အသင်းဟာမြန်မာလေဗင်စီတိုက်စင်မှုအောင်ကြောက်ကိုကစားခဲ့မှုတဲ့အသင်းလည်းဖြစ်ပါတယ်။နောက်ပြီးတော့ကန်ချနာပိုလီပါဝါအသင်းကတော့မြန်မာလေဗင်စီတိုက်စင်မှုတမ်းပိုင်ကစားခဲ့မှုတဲ့ကလပ်အသင်းတစ်သင်းပဲဖြစ်ပါတယ်။အရင်နှစ်ကလည်းကျွန်တော်အနေနဲ့မြန်မာလေဗင်စီကစားသမားတွေကစားနေတယ်။အသင်းနေရပွဲစဉ်ဆိုရင်လည်းပုံမှန်တွားကြည့်ဖြစ်ပါတယ်။ဒါပေမဲ့ဒီခါမှာတော့မြန်မာလေဗင်စီကစားသမားတွေပါလို့မဟုတ်ဘဲနဲ့အင်္ဂလန်ပရီးမီးယားလီဂ်မှာကစားခဲ့မှုတဲ့တစ်ချိန်ကအရန်ကောင်းခဲ့တဲ့ကစားသမားတအူးကြောင့်ကျွန်တော်အဲ့ဒီပွဲကိုတွားကြည့်ဖြစ်ခဲ့တာပါ။သူကတော့ယခုနှစ်ဘောလုံးရာသီမှာထိုင်းလီကိုပြောင်းရွှေ့လာခဲ့တဲ့အန်ဒရော့တောင်းဆန်ပဲဖြစ်ပါတယ်။ တောင်းဆန်ကိုတော့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်တွေကိုပုံမှန်ရှင်းပြတဲ့သူတွေဆိုရင်သိကြပါပါသူဟာပရီးမီးယားလိဂ်ကလပ်တွေနဲ့ဖြစ်ကြတယ်တော်တင်ဟော့စပါညူကာဆယ်ခရစ္စတယ်ပယ်လစ်အဗာဒန်စတဲ့ကလပ်တွေနဲ့မှာကစားသမားဘဝကိုကျင်းလည်ခဲ့တာဖြစ်ပါတယ်သူရဲ့ကစားသမားဘဝအကောင်းဆုံးချိန်တွေကဆိုရင်တော့ခရစ္စတယ်ပယ်လစ်အသင်းမှာကစားခဲ့စဉ်ကလို့ပြောလို့ရပါတယ်2023 24ဘောလုံးရာသီမှာဆိုရင်လည်းပရီးမီးယားလိဂ်တန်းတက်အသင်းလူတန်တောင်းအသင်းမှာကစားခဲ့တာဖြစ်ပါတယ်ဒါဟာတောင်းဆန်အတွက်တော့ပရီးမီးယားလိဂ်ကလပ်တွေအသင်းမှာကစားသမားဘဝနောက်ဆုံးအနေနဲ့ကစားခဲ့တာလို့ပြောလို့ရပါတယ် အဲ့ဒီနောက်မှာတော့တောင်းဆန်ဟာတူရကီစူပါလိဂ်လန်အန်တယာစပေါ်တင်းကိုပြောင်းရွှေ့ခဲ့ပြီးတော့အဆိုပါတင်းမှာပဲပွဲပေါင်း23ပွဲကစားပြီးတော့2ဂိုးထိသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာကစားသမားမှတ်ပုံတင်ငွေအခက်ခဲတွေနဲ့တခြားသောအခက်ခဲတွေကြောင့်လေ့ကျင့်အစီအစဉ်မှာသာတောင်းဆန်တယောက်ပါဝင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တောင်းဆန်ဟာဘောလုံးကစားခြင်းကနေခဏတာအားယူပြီးတော့ဘောလုံးပွဲအစီအစဉ်သုံးသပ်သူအနေနဲ့လောက်ကင်ခဲ့တာတွေ့မြင်ရမှာဖြစ်ပါတယ်။ တောင်းဆန်ဟာနောက်ပိုင်းမှာတော့အသင်းကနေတရားဝင်ထောက်ခခဲ့ပြီးတဲ့နောက်ထိုင်းလီဝမ်တန်တက်ကလပ်တင်းတစ်သင်းဖြစ်တဲ့ထိုင်းလူမျိုးတွေရဲ့အခေါ်ဝေါ်ဖလန်ကန် FC တို့မဟုတ်ကန်ချနာပူရီပါဝါအသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်ဖလန်ကန်အသင်းမှာတော့တောင်းဆန်ဟာအသင်းကောင်းဆောင်အနေနဲ့ကစားနေပြီးတော့လက်ရှိချိန်မှာတော့ပွဲပေါင်း၉ပွဲထိပါဝင်ကစားပေးထားသလိုသွင်းကုန်း၂ကုန်းနဲ့ဂိုးဖန်တီးမှုချိန်ကိုမှလှုပ်ဆောင်ပေးထားတာတွေ့ရမှာဖြစ်ပါတယ်တောင်းဆန်ဟာသူ့ရဲ့ကစားသမားဘဝအကောင်းဆုံးအချိန်ကိုပရီးမီးယားလိမှာအဓိကကုံဆုံးခဲ့ပေမဲ့ထိုင်းလီမှာလည်းအကောင်းဆုံးကြိုးစားကစားနေတယ်ဆိုတာပြီးခဲ့တဲ့ရက်ကပဲကျွန်တော်အနေနဲ့တွေ့မြင်ခဲ့ရပါတယ် အဲ့ဒီဘွယ်မှာတောင်းဆန်ရအတင်းဟာချင်းရိုင်းနဲ့တဲ့အတင်းကိုနှစ်ကိုးပြက်နဲ့အရင်နေခဲ့ရတာဖြစ်ပါတယ်။နောက်ပြီးတော့တောင်းဆန်ရအတင်းဟာအဓိကတိုက်စစ်ကစားသမားအချို့မပါဝင်နိုင်တာကြောင့်ရယ်ကစားကောက်ကလိုအပ်ချက်ရှိနေသေးတာကြောင့်တိုက်စစ်ကကိုရောက်ဖို့အတွက်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ပွဲပြီးမှဆိုရင်လည်းကျွန်တော်ပါဝင်ထိုင်းပေါ်လုံးပြည်သက်တွေအများပြားတောင်းဆန်ကိုတွေးဆနိုင်မှုအတွက်စောင့်ဆိုင်နေခဲ့ကြပါတယ်။နောက်ပြီးတော့ကျွန်တော်အနေနဲ့အရင်က TV မှာပဲကြည့်ခဲ့ရပြီးတော့ပရီးမီယာလိမှာအချိန်တော်ကြာကစားခဲ့တဲ့ကစားသမားဟောင်းတအုပ်ကိုအပြင်မှာအမှတ်တရတပ်ပုံရက်ကိုကွင်းရခဲ့ပါတယ်။ တောင်းဆန်လူကစားသမားမျိုးကိုတွေးရလို့ကြီးကြဲပြောတာမဟုတ်ပါပဲ။ဒီမှာပြမှာဆိုရင်ဒီလူကစားသမားမျိုးကိုအောင်အပြင်မှာတွေးရဖို့ဆိုတာမလွယ်ကူပါဘူး။နောက်ထပ်လည်းကျွန်တော်အနေနဲ့ဘောလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတင်ဆက်ရင်းနဲ့ကိုရန်တဘောကြရတဲ့အသင်းနဲ့ကစားသမားတွေရဲ့ပွဲစဉ်တွေကိုအပြင်မှာတွားယူကြည့်ရှုနိုင်ဖို့အတွက်စူးစမ်းတော့အောင်မှာဖြစ်လို့စောင့်ကြည့်ပေးဖို့ပြောလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုဆက်ရရင်အသက်34နှစ်အရွယ်အင်္ဂလန်လေဝိစင်တောင်းမှကစားသမားဟောင်းတောင်းဆန်ဟာအင်္ဂလန်လေဝိစင်အသင်းအတွက်လည်းပွဲပေါင်း73ဝက်ထိကစားပေးခဲ့ပြီးတော့၃ဂိုးတိုးသွင်းမှုပေးနိုင်ခဲ့တဲ့ကစားသမားတစ်ဦးပါ။ ဥရကစားသမားဘဝမှာလှပတဲ့အတွင်းကိုတွေကိုတွင်းဦးနိုင်ခဲ့တယ်လို့အခုချိန်ထိကျွန်တော်တို့မှတ်မိနေတဲ့အတွင်းကိုပြောရမယ်ဆိုရင်တော့ Man City အသင်းကို Goal Area ထိပ်ကနေတွင်းယူခဲ့တဲ့အဝေးကန်ကျအတွင်းကိုပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက Thai League Club Pop FC တင်တဲ့ Kasanapuri Power အသင်းတို့ရဲ့ပွဲစဉ်မှာဆိုရင်လည်းတောင်းဆန်အနေနဲ့ဆိုးရွားတဲ့မျက်ခင်းမှာကစားနေတာမြင်တွေ့နေရတဲ့အပေါ်အင်္ဂလိပ်သတင်းမီဒီယာတွေအနေနဲ့တောင်းဆန်ဟာ Thai League မှာအခုလိုတွင်းနေထားတဲ့ကစားခဲ့တာကိုပြန်လည်ပေါ်ပြခဲ့တာတွေ့ရမှာဖြစ်တယ်လို့အင်္ဂလန်ပြည်သက်အများစုကလည်းအဲ့ဒီအချိန်မှာတောင်းဆန်တယောက် Thai League မှာကစားနေတာကိုသိကြတာဖြစ်ပါတယ်။ တောင်းဆန်နေတဲ့ထိုင်းလီမှာဘယ်ချိန်ထိဆက်ပြီးကစားသွားအောင်လဲဆိုတာအတိအကျမသိနိုင်သေးပေမယ့်ကျွန်တော်အပါဝင်ပရီးမီးယားလိပရိသတ်တွေအနေနဲ့ကတော့တောင်းဆန်လိုကစားသမားမျိုးရဲ့နေဝင်ချိန်ကိုတော့ထိုင်းလီထက်ပိုပြီးတော့အဆင်ပြေတဲ့နေရာမှာနေနေရမယ်ဆိုတော့ကိုပြောရင်းနဲ့ပဲညီကုန်းချုပ်လိုက်ရပါတယ်အဆုံးထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါခင်ဗျ ဘောလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ရဗဟုသုတဖြစ်ဖို့ရအစီအစဉ်ကောင်းလေးတွေကိုအားပေးခြင်းနဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ DFTV အားကစား channel ရာဆိုရင်တော့အခုဆိုရင် Facebook, YouTube နဲ့ TikTok platform တွေမှာအချိန်နဲ့တပြေးညီကြည့်ရှုအားပေးနိုင်ပြီဆိုတာသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျ။